ောက်တာမြတ်တန်ရဲ့လင်ကောင်းပြတော်မိမများအကြောင်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဒေါက်တာအားလေးစားစွာခွင့်တောင်းလိုက်ပါရရှင်။မြင့်မူမေတ္တာကရုဏာယာစည်းကမ်းမှာကြည်စရာလူနာကုံလို့ခါဆန့်အညောင်းဖြေကလက်အိတ်ကိုအမိုက်ပုံနဲ့ပစ်ထည့်လိုက်သည်လက်စီပြီးပြန်ကန်ဤမှဝန်နှန်းညီမလေးတစ်ယောက်ကမမရဲ့ လူနာလေးတယောက်လောက်ထက်ထည့်လို့ရအောင်မလားပင်လေဘက်ကလာတာဆိုတော့ဝေးလို့မျက်ပြန်ပြန်ချင်းဖို့အားနာလို့ပါမမရတယ်လေထက်လိုက်ကြည့်ပေးမယ်အထရာဆောင်ကြည့်ဖို့ထိုင်ကုန်မှာပြန်ထိုင်ချလိုက်သည် အခန်းတကားအဖွင့်မှာအခန်းထဲကို လာမင်းကြီးဒဇင်းတာသွားတယ်လို့လှတော့မင်းကလေးတယောက်ဝင်လာပါ၏အသားဖြူဖြူအယံမြင့်မြင့်ကိုလုံးကိုယ်တည်းတောင့်တောက်မျက်လုံးမျက်ကုံလှလာကြည့်ရင်းနဲ့မှမယ်လိုဒီနဲ့အနေလားငါလားလှရပါပြီရွာသူရဲ့လို့ကျမယင်တဲကပြောလိုက်မိပါ၏ ူမပိုက်တဲ့ကိုအာထရာဆောင်းရရင်လူနာနဲ့ယင်းနီအောင်ရောလူနာဘက်ကပြောရဲဆိုရဲရှိအောင်ကိုကျွန်မကစကားဆပေးလိုက်ပါသည်နာမည်ဘလို့ခေါ်တယ်လဲသမီးမြတ်ကြီးဦးလူလဲလှနာမည်လေးလဲလှသည်မို့ကျွန်မမျက်ခုံးကလေးပါမြင့်တက်သွားပါရောလားဘေရွာကလည်းဘရောကစိတ်ထဲကတော့ပန်းတော်ကတော်တော်လှတဲ့ပန်းကလေးပဲလို့တွေးရင်ဘာဖြစ်လို့အစည်းကမ်းပြတာလဲမဲလိုရီရှင်ကျွန်မကသူ့ကိုမဲလိုရီလို့ခေါ်လိုက်တော့သူကရုတ်တရက်အံ့ဩသွားပုံပဲ မီးကရုပ်ရှင်မင်းသမီးမယ်လိုရီနဲ့တွေ့တယ်လေတခြားသူတွေရောမပြောဘူးဘူးလားဂျင်းနဲ့တရားအောင်ရှက်ပြုံးလေးကိုနှကန်းစုကထိမ့်လိုက်ပြီးရာသီမပေါ်လို့ဘယ်နှလားလောက်ရှိမလဲရာသီမပေါ်တာ၃လကျော်လေးလားလောက်ရှိသွားပြီအရင်ကရောဒီလိုမျိုးဖြစ်ဘူးလားဟင်အင်းဩအသက်ဘယ်လောက်ရှိသွားပြီလဲ၁၆နှစ်อืมငယ်သေးတာပဲတကယ်ကကျမမေးတဲ့အကြောင်းအရာတွေသူ့ကိုလွှတ်လိုက်တဲ့ဆရာဝန်ကစာရွက်ပေါ်မှာရေးပေးပြီးသားပါလူနာနဲ့ကိုရင်းနှီးမှာ လူနာကကိုကိုပြောချင်တာသိချင်တာတွေတင်များရှိရင်ပြောရဲဆိုရဲရှိလာအောင်ရင်းနှီးလာအောင်ရှောင်ပေးပြောနေခဲ့တာပါအာထရာဆောင်းရိုက်ပင်ကျမရဲ့လက်တွေကသူမရဲ့ချက်အောင်ပိုင်းတရင်ဘက်ကိုရွှေ့မိတာနဲ့တရင်တဲကလက်မလောက်သာရှိသေးတဲ့လှုပ်လှုပ်ရှားရှားမာလူသားသေးသေးလေးနှစ်ယောက်ကို မြင်လိုက်ရပါသည်ကာမလေးကတော့စမ်းသက်ခံမှုပိုက်ဖို့ထားရတာကိုပင် အနေထိုင်ခက်တယ်လို့လို့ရှက်ရွံ့ရွံ့နဲ့ စီးစံနာလှန်ချထားတဲ့ထမင်းစားကိုလိုက်ဆွဲဖုံးနေပါ၏။ရှက်ကိုရှက်ကန်ပုံစံနဲ့အူရကလေးကတော့ပြူမာလေးတောင်နဲ့တူးနေပါရောလား။ဟိုးအမွာလေးသမီးရေအမွာမျိုးရိုးရှိလားရှင်။ရုတ်တရက်မှုသူမနားမလဲဖြစ်သွားပုံရပါ၏။သမီးတို့မျိုးရိုးတဲ့မှာအမွာရှိလားလို့မေးတာ။ရှိတယ်ကိုကြီးနဲ့ကိုလေးကအမွာတွေလေ။အော်အခုသမီးပိုက်ထဲမှာလဲအမွာလေးနှစ်ယောက်ရှိနေပြီလို့ပြောတာရှင်။ ကျမကသူ့မျက်နှာကိုမကြည့်မိပဲဆက်ကိုသာအာယုံဆိုင်နေရင်ပါဆက်ကတရင်ထဲမှာပဲကလေးလေးတွေကနေရာမှန်နေတယ်နော်ခြေလက်အင်္ဂါလေးတွေကလည်းစုံပြီးအချင်းကတော့အပြည့်မဖြစ်သေးဘူးရေမွာတွေလည်းကောင်းတယ်သားလာသမီးလာကတော့တေးချောင်မကွဲသေးဘူးတရင်မှာလည်းလုံးကျိတ်တွေမရှိဘူးဆိုတော့အကုန်ကောင်းတယ်သမီးကိုဝင်လည်းတုံးလာကြော်နေပြီပြောနေကြတိုင်းပြောတင်တာတွေပြောပြီးလို့လူနာမျက်နှာကိုလှမ်းကြည့်မှတော့သူမကမျက်ရည်တွေကျလို့ဟင်ဘာဖြစ်လို့လဲသမီး မေးလိုက်ကမှငိုချင်းရဲ့လက်တို့ဖြစ်ပြီးငိုချပါလေရောတက်အီးအီးနဲ့ငိုနေလေရောတမိဘာဖြစ်လို့လဲသူမက အိတ်နေရင်ပက်လက်ကလက်အုပ်ချီပြီးကျမကိုဆရာဆရာမတမိကအပြူအဲ့ဒါမှဒုက္ခပဲခိုးလေအပြူလက်ယောက်ျားတယောက်နဲ့အတူနေရင်ကိုဝင်ရတဲ့တည်းကိုဝင်ရှိတာတော့တည်ကြတယ်တမိတည်ကြတာမှအမွာလေးခလေးလေးနှစ်ယောက်တောင်ကျေးဟူဖျက်ချပေးပါဆရာမကြီးရေနော်ရှစ်ကြီးခိုးပါရေနော် မကြာခဏဆိုသလိုဒီပြဿနာမျိုးနဲ့မိန်းကလေးတွေကြုံဘူးတွေ့ဘူးနေကြမှု။အိုးအိမ်တော်မရှိသေးဘူးလား။ချစ်သူတော်ရှိတယ်မဟုတ်လား။သမီးရဲ့ကောင်းလေးကို ဖွင့်ပြောပြီးလက်ထပ်လိုက်လေ။လက်ထပ်လို့လည်းမရတော့ဘူးဆရာမ။သူကပြီးခဲ့တဲ့လကမှမြို့ကတထေးသမီးနဲ့ယူသွားပြီ။သမီးကိုဝင်ရှိတာ तू မသိလိုက်ဘူးပေါ့။ ။သမီးကိုယ်တိုင်ကလည်းတိမမသိတာသူကလက်ထပ်တော့မယ်လို့လာပြောတာကိုလည်းစနေနောက်နေတယ်လို့ထင်းနေတာ။သမီးတကယ်ကိုထင်မထားဘူးရဲ့။နောက်တော့ဖိတ်စာကန်းလာတော့မှပဲတကယ်လက်ထပ်တော့မယ်ဆိုတာသိတာ။အခုတော့သွားပါပြီဆရာမရဲ့။အကိုတို့ကသမီးကိုတတ်တော့မှပဲ။ကျေးဇူးပြုပြီဆရာမရဲ့ဖျက်ချပေးပါနော်။နော်။သူမကလက်အုပ်ကလေးတကြီးကြီးတနော်တော်နဲ့ကလေးဖြတ်ချပေးဖို့တောင်းဆိုပါသည်အဲ့ဒီတောင်းဆိုချက်ကသူမအတွက်မလွယ်ကူသလိုကျမဘက်ကျတော့လည်းလာရောဖို့ဆိုတာအလွန်ခက်သည်မို့လေ နေ့စဉ်တဲ့ရင်ထဲကခလေးပေါင်းများစွာရဲ့လှုပ်ရှားမှုကိုအထရာဆောင်မှတဆင်ထိုင်ကြည့်ပြီးသူတို့လေးတွေလန့်သွားတာမျက်တောင်ခတ်တာလက်ကလေးချတော့ကလေးတွေလှုပ်ရှားတာနေမကောင်းလို့လှုပ်တောင်မလှုပ်နိုင်တာစသဖြင့်ကိုယ်ဆက်မှထိုင်ကြည့်ပြီးခလေးဆိုတာအမိပိုက်တဲ့ကလေးကိုကချစ်စရာအလွန်ကောင်းသည်ဟုခံယူတော့ကျမအတွက်ဘယ်လိုမှလုံမပေးနိုင်တယ်လို့ဘယ်လိုနေရာမှာသွားလို့ပါလို့လဲလမ်းညွှန်မပေးနိုင်ပါဒါပေမဲ့သူမရဲ့အပူအေးလို့အင်းညာဆီယမလေးကိုတမိ သူ့ကိုရေးလေးတစ်ခက်လောက်တိုက်လိုက်ပါအောင်ဟင်အင်းဆရာမဘာရေးမှမတောင်းနိုင်တော့ဘူးအခလေးကိုဖျက်ချပေးပါနော်ဆရာမနေအောင်တမီစိတ်အေးအေးထားပြီးဒီလိုကြည့်ဆက်ရဖန်သားပြင်ကိုသူ့ဘက်ကိုဆွဲလှည့်ပြလိုက်ပြီတမီဒီမှာကြည့်ခလေးလေးတွေကတယောက်ကဒီမှာငုတ်တုတ်ထားနေတယ်လို့လေးကိုထိုင်းနေတာဟောဒီမှာနောက်တယောက်ဆောက်ထိုးလေးဟောဒါကကောင်းအဲဒါလေးကနှလုံးဒါလေးကလက်ဟောဒါနောက်တစ်ဖက်အာဒါခြေထောက်ဟောဒီခြေထောက်နောက်တစ်ဖက် ဒါကမျက်နာလေးသမီးတွေ့လားဟောတွေ့လားလှုပ်ပြီးလှုပ်ပြီးသူတို့ကလုံးဝလူသေးသေးလေးတွေဖြစ်နေပြီသမီးရဲ့ဖြတ်ချရဲဆိုတာသူတို့လေးတွေကိုတတ်လိုက်တာပဲအဲ့ဒီတော့အဲတတ်လိုက်ဖို့မကြိုးစားဘဲနဲ့တခြားနီလန်းရှာဖို့မိသားစုနဲ့ပြန်တိုင်ပင်ကြည့်ပါဦးနော်အမေတို့အမတို့နဲ့တိုင်ပင်ကြည့်တိုင်းရင်တခြားနီလန်းတစ်ခုခုတော့ထွက်လာမှာပါသမီးမှာအမေတွေအမတွေမရှိဘူးညမအဖေနဲ့အကူလေးယောက်ပဲရှိတာအဲ့ဒါလို့မလုံရင်သမီးကိုအဖေနဲ့အကူရီကတက်လို့ဒီမားဆရာမရဲ့ဖြတ်ချပေးပါနော် အတင်းကရောတောင်းဆိုနေတာမို့သူနာပြုဆရာမလေးကိုဆရာမရေသူ့အိမ်ကဘသူပါလဲသူ့ဖော်လူနာဆောင်ကိုခေါ်လိုက်ပါအောင်ဘသူမှမမလာဘူးဆရာမကြီးအခုတလောသမီးကခဏခဏအန်းနေလို့ SI ဖြစ်နေလားဆိုပြီးရွာဆရာမလေးကိုပြတာသူကစီးစစ်တဲ့ဟာလေးနဲ့စစ်ကြည့်ပြီးတော့ကိုဝင်းရှိနေပြီထင်တယ်ဆိုပြီးဒါရိုက်ခန်းလိုက်တာအဲဒါကြောင့်ဖြတ်ချပေးပါနော်ဒါမှမဟုတ်ကိုဝင်းမရှိဘူးလို့ပြောပေးပါနော်ကျေကျေကျေးဇူးမမေ့ပါဘူးဆရာမကြီးရဲ့ ူမကပြောလဲပြောငုံလဲငုံနဲ့ထမိန်ကိုပြင်ဝင့်ပြီးတက်မလင်ကိုထန်လိုက်တော့တမီးခဏလေးရိုက်လို့မပြီးသေးဘူးပုံမထုတ်ရသေးဘူးမပြီးသေးလဲအရင်မဟုတ်ဘူးဆရာမကြီးရေးကြည့်တာကတမီးမခလေးရှိလို့မရဘူးအမေကြီးရှက်လို့တုံငနဲ့လဲသေးသွားလိမ့်မယ်ဖေနဲ့အကိုရိုက်လို့တမီးကသေးသွားလိမ့်မယ်အခုကခလေးကလည်းတယောက်တည်းတော့မဟုတ်ဘူးအပေါ်ဆိုတော့တမီးရဲ့နှက်ခပြန်တော့သေးပြေးလိုက်ချင်တာပဲဆရာမကြီးပြကြပြီပါနော် အယူတစ်ပိုင်းဖြစ်ပြီးမျက်ရည်ရွယ်သားနဲ့တောင်းပန်နေတဲ့သူမကိုကြည့်ပြီးကျမတနာနဲ့တနာစိတ်လည်းပြတ်မိပါရဲ့ဖျက်ချပေးဖို့နေနေသာသာဒီဖျက်ချပေးပါဆိုတဲ့စကားကိုခါခါကြားရတာနဲ့ရင်ကျမတော်တော်ချိုးချမ်းပါတယ်တမိရေကျွတ်ထောင်ကြောက်ထဲမှာပိတ်မိနေတဲ့ကျွတ်ကိုတောင်စူးထိုးတတ်ဖို့ဆိုတာတအားခက်ခဲပါတယ်အခုဘိုက်ထဲကကလေးလေးတွေကလူလေးတွေပါတမိရဲ့ပြီးတော့ကိုသွေးကိုသားပါဘယ်လိုလုပ် တက်နိုင်ဖြစ်နိုင်မှာလဲခုနကဆရာမသမီးကိုပြသပဲသူတို့လည်းချင်းနဲ့လက်နဲ့နှလုံးသားလှုပ်ရှားမှုတွေနဲ့လူသေးသေးလေးတွေဖြစ်နေပြီတေချာပြန်စဉ်းစားလိုက်ပါအောင်သမီးရဲ့အသက်မကလို့ဘာကြီးပဲရှိရှိရေသွေးမကလို့ဘာကြီးပဲဖြစ်မွေးလို့မရပါဘူးဆိုနေမှာဆရာမကလည်းသမီးကိုကိုကိုတက်သေးလိုက်ဖို့ပဲချင်တော့တယ်ယောဒီကလေးမလေးကလည်းပြော့လေးကဲလေးမန့်လေးပြက်လေးချော့လေးစိုးလေးတော့ဖြစ်လာပြီကိုကိုတော့ပြန်ပြီးရန်တွေ့နေတော့တာ gain ဒါဆိုလဲ ။တမိရဲ့ဆ ्याम ဘက်ကတော့ဘာမှမတတ်နိုင်တော့ဘူး။တမိမိသားစုနဲ့ပဲအတိုင်းမင်းကြည့်လိုက်ပါတော့။ကျွဲမီနဲ့နဲ့တိုးလာလို့ကျမစကားစာဖြတ်လိုက်သည်။သူမဘက်ကလည်းထက်မှန်တောင်းဆိုလို့မရနိုင်တော့တာတေချာသွားသလောက်ရှိနေပြီမို့မျက်ရည်တုံရင်ကလေးမောကဆင်းလိုက်။ဖနှက်စည်းနေရင်နဲ့ဆ ्याम လုံးမပေးနိုင်ရင်တမိကိုတမိတက်သေးလိုက်မှာနော်။အဆက်ကိုတန်တန်လှည့်ပြလိုက်မှာ။လူချင်းချောက်တလို့မျိုးစကားကိုဆိုလာပါသည်တက်ပြင်းတစ်ချက်ရှာလိုက်ရင်ကတမိရဲ့အုံနောက်ဆိုတာအတုံးချဖို့ထိန်ချမှုပဲ အဲ့ဒီအချက်ကိုအတတ်နဲ့လဲတယ်ဆိုတဲ့အသည့်ကိုတကယ်ကလူတစ်ယောက်ကလိန်ကိစ္စတွေမပြုတ်ခင်မှာတွေးကြရမှာတိကြရမှာအခုလိုပြဿနာတွေတက်လာတဲ့အချိန်ကြမှာဒီတွေးဒီအသည့်ကအသောမဝင်တော့ဘူးသမီးပြီးတော့သမီးပြောနေတဲ့ချင်းချောင်းနေတဲ့အသက်ဆိုတာသုံးသက်တော့အချက်ကိုအသက်နဲ့လဲမယ်တော့မဟုတ်တော့ဘူးအသက်သုံးချောင်းနဲ့လဲသင့်မလဲသင့်အုံနောက်နဲ့သာဆုံးဖြတ်တော့အခုချိန်ဆရာမပြောလေသမီးကနားဝင်မှာမဟုတ်ဘူး အိမ်ပြန်မိကောင်းအေးအေးထားသေချာပြန်စင်းစားအဓိကကမိသားစုနဲ့တိုင်မြင်ပါအောင်နော်သူပြောတဲ့အတိုင်းလုပ်မပေးလို့ထင်စူအောင်စူအောင်နဲ့ထွက်သွားလေရဲ့နေတိုင်းမားခဲ့တာလဲသူ့ဘက်ကဘူးမသိပါမသိနဲ့ကလေးဖြတ်ဖို့တောင်းဆိုခဲ့တာလဲသူ့ဘက်ကပြီးတော့စိတ်ဆိုးသွားတော့လဲသူ့ဘက်ကမဟန်ကြတကွာလို့စိတ်ထဲတွေးမိပါရဲ့အဲ့ဒီနောက်ပိုင်းမှာကျမဘက်ကလည်းသူ့ကိုမေ့မေ့ပြပြပါပဲတနည်းနည်းနဲ့အဆင်ပြေသွားလို့ပြန်လာမှပြတော့တာလို့ထင်နေခဲ့ပါတယ်နောက်၃လလကြာတော့မှ လူနာတယောက်နဲ့စကားဆက်မိပြီးဘရော့ကလိုပြောတာနဲ့သူမကိုချက်ချင်းသတိရသွားတယ်။အိုးဘရော့ကဆိုတော့ဒေါ်လေးတို့ရွာကပန်းတောင်ကန်ကောင်မလေးလေးတားချောတာဟိုဘသူချင်းဦးဆိုလားချင်းနူဆိုလားပဲအဲ့ဒီကြောင့်လဲဟိုတလောကကျမစီအစာရင်ရောင်းလို့လာပြဘူးတဲ့အခုတော့တက်တာသားပြီထင်နေပေါမလာတာတောင်ကြလာရှိပြီ။ဒေါ်လေးတို့ဘရော့တရွာလုံးကချောနေထင်တယ်နော်။ကောင်မလေးကရွာသူသားဆိုတဲ့ချောလိုက်တာမြို့သူရှုံးနေနော်။တကယ်ကကျမကစကားနှိုက်ကြည့်တာပါသူမပိုက်တလုံးနဲ့ ဘာလို့ဖြစ်နေလဲလို့မေးဖို့မှမတင်တာကို။အော်မိန်းကလေးကျေးဥပြောတာထင်ပါ။ကန်ဆိုးလိုက်တဲ့မိန်းကလေးရှားမရဲ့ခလိခမရေကန်းနဲ့ကြာသေးနေရှာတာ။ဘာရဲ့ဒေါ်လေး။ရေကန်းနဲ့ကြာသေးနေတယ်ဟုတ်လား။ကိုနားတော်မရှင်းဖြစ်သွားသည်။အေးလေရှားမရဲ့ပြောမပြောချင်ပါဘူး။ခလိကတော့ရိုးသားရှာတာ။ဖေရီကိုဒီကိုလည်းတားကြောက်ရှာတာ။အဲ့ဒီကြားကရွာကကောင်းလေးနဲ့ပဲကြိတ်ကြိုက်တယ်ပြောတာပဲကောင်းလေးကလည်းရိုးရိုးသားသားပါဒါနဲ့ဝုံစု မြို့ကတထေသမီတူနဲ့ယူသွားတော့ကလေးငယ်များရှက်ကြီးပြီးရေကန်းနဲ့ဆင်းသေးလိုက်ရှာတာထင်မှာမနှက်စောစောကြာကန်နဲ့ပေါ်နေတာပြန်တွေ့ရတော့တာအဲ့ဒီမိန်းကလေးဖြစ်တွေ့မိတာမျက်ရည်မဆန်နိုင်ပါဘူးဆရာမရဲ့ရီးစားပြစ်ခံရတာနဲ့အဲ့ဒါလို့သိကြလားလို့ရွာမှာသူ့ကြိတ်ကြိုင်နေတဲ့ကာလာလာတွေတန်းစီလိုက်ဟိုးပဲရွာတောင်ရောက်သွားအောင်ပုံကြည့်ရကျမခြေပြလက်ပြတွေတောင်ထုံးလာပါလေမျက်စီထဲမှာလည်းဒီခန်းထဲကထွက်သွားကန်ဒီမှာဖြတ်ချမပင်းကို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 တတ်သေးလိုက်ဖို့ပဲကြံတော့တယ်ဆိုတော့ သူမရဲ့ဟန်ပန်ကိုပြဲမြောင်နေမိရဲ့ဖျားဖျားဒေါ်လီရဲ့ရီးစားပြက်သွားယုံလောက်နဲ့တီးလိုက်ပါမလားဒေါ်လီရဲ့တခြားအကြောင်းရှိမလားပဲတကယ်တော့မျိုးသမီးကြီးကိုကျမကစကားအေးကြည့်တာပါကိုဝင်နဲ့ပတ်သက်တဲ့စကားထွက်လာမလားလို့ဘယ်လိုလုပ်ရှိနိုင်မှာလဲဆရာမရဲ့ခလေးကရိုးရိုးအေးအေးမိဘမောင်ပါတွေဆိုတာလဲတောင်းသူတွေပဲဟာကိုလည်းကိုကိုင်းနဲ့ပူပင်မရှိသူတို့နမသူတို့ဖူးဖူးမှောက်ထားတာခလေးကရီးစားသနာကိစ္စပဲစိတ်ညစ်စရာရှိတာ ရေကန်နဲ့ချိုးကြပြီးရေနစ်သေးတာမျိုးကမဖြစ်နိုင်ဘူးလားဖြစ်နိုင်မှုဆရာမရေရေကန်ဘက်ကိုရေခတ်ချိန်ကလွဲလို့ဖော်မပါပဲဘယ်သူမှမသွားဘူးရဲ့အခုခလေးကတရားဥထက်ပြောက်သွားပြီးနောက်ရကြမှာရေကန်နဲ့မှောက်ရကြီးပေါ်လာတော့တာပဲရေခွဲနာကြပြီးဒေဘိုကိစ္စပဲဖြစ်လိမ့်မပေါ်ရွာမှာလဲအကြဘယ်သူမှဘာမှပြောတဲ့ကိုမကြတာသူမှပြောပြတဲ့အနေထားမှာတော့ကိုဝင်ရှိတယ်လို့တန်တရားရှိတဲ့လေတန်စိုးစင်းမြမယ်မပါအဲ့ဒါဆိုရင်သူမှကိုဝင်ရှိနေလို့ဘဝကိုဒီလိုမျိုး ဒီကုန်းချုပ်သွားတယ်ဆိုတာကိုသိတဲ့သူကလောကကြီးမှာသူနဲ့ကျမနှစ်ယောက်ထဲပဲဖြစ်မလား။သူအာဂုတ်တကြီးကူညီတောင်းခဲ့တဲ့ကျမကမကူညီပဲလစ်လူရှုခဲ့လို့ကုကရာမဲ့ပြီးဒီလိုအဆုံးစီရင်ခဲ့တာလားမိန်းကလေးရဲ့။လူနာကိုဖြေစာရွက်ပေးပြီးတော့ကျမကောင်းကောင်းအလုပ်ဆက်မလုပ်နိုင်တော့ဘူး။ဒီကန်းဒီနေရာလေးမှာတမီးကိုတမီးတက်သေးလိုက်ပါတော့ဆိုတဲ့မျက်နှာလေးကိုပြန်မြင်အောင်နေခဲ့မိပြီလေ။အဲ့ဒီရက်သက်တပတ်တွေမှာ ငါသာကူညီခဲ့ရင်သူတို့သားမိသုံးယောက်လုံးအသက်ရှင်နိုင်မယ်ဆိုတဲ့အတွေ့ရဲ့ငါပြချပေးလို့မှမရပဲဘယ်လိုလုပ်ကူညီနိုင်မှာလဲဆိုတဲ့အတွေ့အကြုံအောက်မှာဆွေမျိုးရင်းချာတယောက်ရဲ့ရုတ်တရက်တည်ဆုံးမှုကိုကြားခဲ့ရတယ်လို့ပဲဝမ်းနည်းမှုတစ်မျိုးနဲ့ညှီစီစီကြီးဖြစ်နေခဲ့ပါတယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ဂျေဆုတင်ပါရဲ့ရှင်ကျွန်မတို့ကြပါ